ီနယ်ကော့ဂရိတ်မြို့နယ်ကော့ဂရိတ်ကျုံတို့လမ်းမိုက်မှာစစ်ကောင်စီရဲ့အောင်စရစစ်ကြောင်းကိုစစ်ကူလာတဲ့စစ်ကြောင်းနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တို့ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLAC ကသိရပါဗျာ။ ကျုံတို့မျိုးကတဆင်အောင်စရာစစ်ကြောင်းကိုစစ်ကူထွက်လာတဲ့တက်မလေးလေးနဲ့တက်မငငါလောက်ခန့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တော်လိုင်းပူပေါင်းတက်တွေဟာခုနှစ်နာရီကျော်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့တရင်မှုနဲ့ဗိုလ်မှုအဆင့်ပါဝင်၁၀ဦးခန့်ထိခိုက်ဒဏ်ရာရရှိပြီး၃၀ထက်မနည်းသေဆုံးခဲ့တယ်လို့လည်းသိရပါဗျာ။ တိုက်ပွဲပြီးနယ်မြေရှင်းလင်းပြုလုပ်ရမှာ စစ်ကောင်စီစီက MA1 MA2 RPG RPG ပို့ရန်60မမကွန်ဒိုကြီးပေါက်မျိုးစုံ ကြီးမျိုးစုံကြီးကောင်အုပ်ထုပ်စတဲ့လက်နက်ခဲယံအုံဆောင်ပစ္စည်းအများပြားလဲတင်စီရမိခဲ့တယ်လို့ MLAC ကသိရပါဗျာ စစ်ကောင်စီကလက်ရှိအချိန်မှာကြုံတိုးမြို့နယ်အနီးတစ်ဝိုက်မှာလှည့်လည်စစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံတွေအနေနဲ့လက်နက်ကြီးလေးကြောင်းစတဲ့အန်ရီတွေကိုသတိထားဖို့လဲတော်လိုင်းတပ်ဖွဲ့တွေကအသိပေးထုတ်ပြန်ထားပါတယ်လက်ရှိမွန်ကရင်စစ်စင်ရေးမှာကရင်မျိုးသားလူမျိုးရေးတက်မတော် KNL နဲ့အတူမွန်ပြည်လူမျိုးရေးတက်တော် MLA မွန်ပြည်သစ်ပါတီဆရာနာရှင်စန့်ကျင်ရေး NSNB AD တို့ရဲ့ပူးပေါင်းစစ်ကြောင်းဖြစ်တဲ့ ရာမညမွန်တက်တော် RMA ပါပူပေါင်းတိုက်ပွဲဝင်နေခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်။အနာဒိန်စစ်ကောင်စီကဘင်္ဂလားဒေ့ရှ်အစိုးရကမြို့တော်ဓါကာကိုပြန်ခေါ်ယူခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာတပ်အမတ်ကြီးဒေါက်တာမိုဟာမက်မွန်နဝါဟူစိန်နဲ့တွေ့ဆုံခဲ့တယ်လို့၎င်းတို့ရဲ့ဝါရဖြန့်သတင်းစာအရသိရပါဗျ။ အရခတက်တော်အေးနဲ့ထိတွေ့ဆက်ဆံမှုတွေကိုစစ်ကောင်စီဘက်ကကန့်ကွက်ရှုံချတာကြောင့်အဲ့ဒီတမ်မတ်ပါဝင်နှစ်ဦးကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်ခေါ်ခဲ့ပြီးနောက် ဇွန်လ20ရက်နေ့မှာစစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ဒုဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးဦးတန်းစွေဟာနေပြည်တော်မှာမြန်မာနိုင်ငံဆိုင်ရာတမ်မတ်ကြီးမွန်နဝဟူစိန်ကိုတွေ့ဆုံပြီးတော့နိုင်ငံခြားဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ဖို့ကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့သိရှိရပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာပြီးခဲ့တဲ့မေလအတွင်းကစစ်ကောင်စီရဲ့ကန့်ကွက်မှုကြောင့်နှစ်နိုင်ငံတန်တမာရေးတင်းမာလာပြီးရန်ကုန်မြို့ခြေဆိုင်တန်မကြီးနဲ့စစ်တပ်မှုဗိုလ်မှူးချုပ် F.T. ဟူစိန်တို့ကိုပြန်ခေါ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်အနက်အတံမကြီးဒေါက်တာမိုဟာမက်မွန်နဝါဟူစိန်ကို စစ်ကောင်စီကအာဏာသိမ်းပြီးတဲ့နောက်2023ခုနှစ်မှာမြန်မာနိုင်ငံဆိုင်ရာတံမကြီးဖြစ် ဘင်္ဂလားဒေ့ရှ်အစိုးရကအခန့်အခဲရမှာအဲ့ဒီအချိန်ကစပြီးတော့ရန်ကုန်မှာတာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါဗျ။ဆီယနာသိမ်းပြီးနောက်ရခိုင်တပြည်နယ်လုံးနှီးပါတိုက်ခိုက်သိမ်းပိုက်လာတဲ့အာရခတပ်တော်အေအေကိုအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်အစိုးရက အစောပိုင်းမှာညှင်းဆန်ခဲ့ပေမဲ့နောက်ပိုင်းမှာစစ်ကောင်စီနီးတူထိတွေ့ဆက်ဆံမှုတွေပြုလုပ်လာတယ်လို့သိရပါဗျ။ အဲ့ဒီအခြေအနေတွေကြောင့်ဆစ်ရှုံးလာတဲ့စစ်ကောင်စီကမြို့တော်ဓာကာကတဆင့်ဘင်္ဂလားဒေ့ရှ်ဂျာကာလာအစိုးရစီကိုကန့်ကွက်ရှုံချကြောင်းတန်တမန်ရေးအရစာပို့ခဲ့ပေမဲ့မြို့သားလုံခြုံရေးကြံပေးခါလီလာရာမန်ကပယ်ချခဲ့တယ်လို့သိရပါတယ်ဘင်္ဂလားဒေ့ရှ်ဂျာကာလာအစိုးရအနေနဲ့၎င်းတို့ရဲ့အမျိုးသားကျိုးစီးပွားအတွက်လိုအပ်ပါကနယ်စပ်တက်လျှောက်ထိန်းချုပ်ထားတဲ့မြေသည့်အဖွဲ့နဲ့မဆိုထိတွေ့ဆက်ဆံသွားမယ်လို့လဲခါလီယာရာမန်ကတရားဝင် ထုတ်ပေါ်ပြောဆိုထားပါတယ် စင်ကာပူရောက်ရွှေပြောင်းမြန်မာလူသားတွေစီကငွေလဲလှယ်လုပ်ငန်းလုပ်ကင်နေတဲ့မြန်မာမျိုးသမီးတူကစင်ကာပူဒေါ်လာနဲ့မြန်မာငွေများစွာကိုလိမ့်လည်ပြီးတော့ထွက်ပြေးတင်းရှောင်သွားတယ်လို့သိရပါဗျ။စင်ကာပူမှာနေထိုင်ပြီးငွေလဲလှယ်လုပ်ငန်းလုပ်ကင်ခဲ့တဲ့နတ်နှင်းဧပြီအမည်ရှိအမျိုးသမီးဟာပြီးခဲ့တဲ့မေလနောက်ဆုံးပတ်ကစင်ကာပူဒေါ်လာ3000ကျော်နဲ့မြန်မာငွေကျပ်3300ဝန်းကျင်ကိုလိမ့်လည်ပြီးမေလ25ရက်နေ့မှာမြန်မာပြည်ကိုပြန်လည်ထွက်ပြေးသွားတယ်လို့ငွေအလိမ်ခံရသူတွေစီကသိရပါဗျ။ ငွေလိမ့်လဲထွက်ပြေးသွားတဲ့နန်နှင်းဧပြီအေးဟာငယ်စဉ်ကအေယံရီတိုင်းကြုံမြော်မြို့နယ်လှဲစိတ်ကျေးရွာမှာနော်ဆေးဆေးအမိနဲ့နေထိုင်ခဲ့သူဖြစ်တယ်လို့၎င်းနဲ့နီးစပ်သူတူကပြောပါရယ်။သူကဒေါ်လာယူပြီးမြမပြည်ပြန်ပို့မဲ့မြမငွေကိုပြန်မလွှဲပဲလိမ့်သွားတာ။ဆန်လန်းပို့ပြီးငွေပြန်တောင်းတော့ဟိုနေ့ပေးမယ်ဒီနေ့ပေးမယ်ပြောပြီးအကောင့်တွေပါဖျက်သွားတာ။ ရွှေတဲ့အဖြူတစုံစားပါလိန်သွားတယ်လိန်နေတာကြာပြီးအခုထွက်ပြေးမှတိကြတာလို့ငွေအလိန်ခံရသူမျိုးသမီးတူက ARD Times ကိုပြောပါရယ်ငွေလိန်လဲသွားသူနန်းနှင်း April A ကို၎င်းနေထိုင်ခဲ့တဲ့စင်ကာပူနိုင်ငံရှိအင်ရှင်တထေးမာကမေလ26ရက်နေ့မှာရဲစခန်းကိုတွားရောက်အကြောင်းကြားထားတယ်လို့စင်ကာပူရောက်မြန်မာမျိုးသမီးတူစီကသိရပါရယ် ဒါအပြင်ပြီးခဲ့တဲ့2023ခုနှစ်အတွင်းကလည်းအဲ့ဒီအမျိုးသမီးရဲ့ငွေလိမ်လည်ခြင်းကိုခံခဲ့ရသူအချို့လည်းရှိခဲ့တယ်လို့ငွေလိမ်ခံရသူတွေကဆိုပါတယ်။ထိုင်းဝင်ကြီးချုပ်ပေထောင်တန်ရှင်နာဝထရဟာယာရုကနှုတ်ထွက်မှာမဟုတ်သလိုလွတ်တော်ကိုဖျက်သိမ်းမှာမဟုတ်ဘူးလို့အာနာယဖူထိုင်းပါတီကအကြီးတန်းတာဝန်ရှိသူတူကဇွန်လ22ရက်မှာပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားနိုင်ငံနဲ့နယ်စပ်အငင်းပွားမှု၊ကင်တွယ်ဖြည့်ရှင်းမှုအလွဲတွေကြောင့် ယာရုကနှုတ်ထွက်ဖို့တောင်းဆိုမှုတွေများပြားလာပေမဲ့ပေထောင်တန်ကနှုတ်ထွက်မှာမဟုတ်ဘူးလို့ခရီးသွားလာရေးဝန်ကြီးဆိုရာဝေါင်တိန်တုံက Facebook မှာရေးသားခဲ့ပါတယ်ထိုင်းနိုင်ငံရင်ဆိုင်နေရတဲ့အချက်အသေးတွေကိုဖြည့်ရှင်းဖို့တာဝန်ဆက်ယူသွားဖို့ဝန်ကြီးချုပ်ကကျွန်တော်တို့ကိုရှင်းလင်းစွာအတည်ပြုခဲ့ပြီးဖြစ်ပါတယ်လို့၎င်းကဆိုပါတယ် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့ဖုံးပြောဆိုမှုပေါကြားပြီးနောက်ထိုင်းဝန်ကြီးချုပ်ဟောင်တက်ဆင်ရှင်နာဝက်ထရာရဲ့သမီးဖြစ်သူပေထောင်တန်ဟာပြည်သူတွေရဲ့အမျက်တော်သားနဲ့ရင်ဆိုင်နေရပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့ဖုံးပြောဆိုမှုပေါကြားပြီးနောက်ထိုင်းဝန်ကြီးချုပ်ဟောင်တက်ဆင်ရှင်နာဝက်ထရာရဲ့သမီးဖြစ်သူပေထောင်တန်ဟာပြည်သူတွေရဲ့အမျက်တော်သားနဲ့ရင်ဆိုင်နေရပါတယ်။ ဝန်ဆောင်တဲ့စကားပြောဆိုမှုပေါင်းကြားခြင်းကြောင့်မြို့မောင်အစိုးရဖွဲ့မှဒုတိယအင်အားကြီးမှဆုံးဝန်ချန်တိုင်းပါတီကအစိုးရဖွဲ့ကနေနှုတ်ထွက်ခဲ့ပါတယ်။မြို့မောင်အစိုးရဖွဲ့မှပါတဲ့ United Thai Nation Party ကလည်းပေထောင်နန်ကိုရာထူးကနှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ပေထောင်နန်ကဝန်ဆန်တဲ့ဖုံပြောဆိုမှုပေါင်းချမ်းခြင်းကြောင့်တောင်းပန်ခဲ့ပေမဲ့အဲ့ဒီကိစ္စရဲ့ပုံမှတ်ချက်ပြုခြင်းတော့မရှိသေးပါဘူး။ ဇွန်လ28ရက်မှာပေတောင်တန်းကိုယာရုကနှုတ်ထွက်ပေးရေးဆန္ဒပြပွဲတစ်ခုဗန်ကောက်မြို့မှာပြုလုပ်ဖို့တက်ကြွလှုပ်ရှားသူတွေကစီစဉ်ထားပါတယ်။အစ္စရေးနဲ့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီးစီးရဲတင်းမာနေတဲ့အီရန်နိုင်ငံကိုဘုံဝင်ကျဲခဲ့တယ်လို့ဇွန်လ21ရက်ညပိုင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့လူမှုကွန်ရက်ကတဆင့်ထုတ်ပြန်ပြောဆိုပါတယ်။အီရန်နိုင်ငံအတွင်းကဖော်ဒိုနာတန်နဲ့အက်စဖာဟန်စတဲ့မြို့သုံးခုမှာရှိတဲ့ နျူကလ িয়ার နဲ့သက်ဆိုင်တဲ့နေရာတွေကိုအမေရိကန်က B2 ဘုံးကျဲလေယာဉ်တွေအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အီရန်ကိုစီးရဲရအေးအေးယူမယူနှစ်ပတ်အတွင်းဆုံးဖြတ်မယ်လို့သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့တဲ့နောက်ရက်ပိုင်းအကြာမှာပဲအခုလိုမြောက်မှာပောက်ကွဲနိုင်တဲ့အစစ်မြေဘန်ကခွင်းဘုံးတွေအသုံးပြုပြီးအီရန်ကိုဘုံးကျဲခဲ့တာလည်းဖြစ်ပါတယ်။အီရန်နိုင်ငံရှိနျူကလ িয়ার ဆိုက်၃ခုကိုကျွန်တော်တို့အနေနဲ့အောင်မြင်စွာတိုက်ခိုက်ပြီးစီးပါပြီ ဖော်ရိုနာတက်နဲ့အစ်ဝါဟန်တို့ပါဝင်ပါတယ်။ဘုံတင်လေရင်အားလုံးဟာအီရန်လေကြောင်းနယ်မြေအပြင်ဘက်ကိုပြန်ရောက်ပြီးဖြစ်ပါတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာပြောဆိုထားပါတယ်။အီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုပြစ်မှတ်ထားဘုံကျဲတိုက်ခိုက်နိုင်မှုနဲ့ပတ်သက်ပြီးဒေါ်နယ်ထရန့်ကအမေရိကန်စစ်တပ်ကိုဂုံပြူကြောင်းနဲ့ကမ္ဘာပေါ်မှာအခုလိုလုပ်ပြနိုင်မဲ့စစ်တပ်ဟာအမေရိကန်သာဖြစ်တယ်လို့ချီးကျူးပြောဆိုခဲ့ပါတယ်။ အီရန်နိုင်ငံကိုဘုံဝင်ကျင်းနိုင်ခဲ့ပြီးနောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အခုတော့ငြိမ်းချမ်းရေးအတွက်အချိန်ဖြစ်ပါတယ်လို့လည်းဆက်လက်ပြောဆိုပါတယ်။မကြသေးမီကပါကစ္စတန်အိန္ဒိယပြည်ပခါမှာအဆုံးဖြတ်ပေးတဲ့တန်တမာရေးရာဂျောင်းဝင်ဆောင်ရွက်မှုကိုအတိမတ်ပြုတဲ့အနေနဲ့2026ခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုထောက်ခံတယ်လို့ပါကစ္စတန်နိုင်ငံကကြေညာလိုက်ပါတယ်။ Donald Trump ရဲ့ကြောင်းဝင်ဆောင်ရွက်မှုကြောင့်နှစ်နိုင်ငံကြားတင်းမာမှုတွေဖြေလျှော့ခဲ့ပြီးနျူကလ িয়ার လက်နက်ပိုင်အိမ်နီးချင်းနှစ်နိုင်ငံကြားစစ်ပွဲကိုရှောင်လွှဲနိုင်ခဲ့တယ်လို့ပါကစ္စတန်နိုင်ငံကပြောပါရယ် Donald Trump ရဲ့ကြောင်းဝင်ဆောင်ရွက်မှုကြောင့်ပါကစ္စတန်နဲ့အိန္ဒိယကြားဆိုးဝါးလာတဲ့အခြေအနေကိုအရှိန်လျှော့ချနိုင်ခဲ့ပါတယ်လို့ပါကစ္စတန်နိုင်ငံကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါရယ် အမေရိကန်နိုင်ငံကအပြစ်ခတ်ရဲဆဲဖို့ဂျောင်းဝင်ဖြန့်ပြေးခဲ့ပြီးနျူကလ িয়ার စစ်ပွဲမဖြစ်အောင်ဟန်တားနိုင်ခဲ့တယ်လို့ဒေါ်နယ်ထရန့်ကမေလ၁၀ရက်မှာကြေညာခဲ့ပါတယ်။ဒေါ်နယ်ထရန့်ကပါကစ္စတန်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးအစင်းမူနာနဲ့ဗိုလ်ထုပ်ဦးနေကအင်ဖြူရောမှာတွေ့ဆုံခဲ့ပြီးနောက်ပါကစ္စတန်နိုင်ငံကအခုကြေညာချက်ကိုထုတ်ပြန်ခဲ့တာပါ။ အိန္ဒိယနဲ့ပါကစ္စတန်ကြားအငင်းပွားချမ်းမှုနဲ့ကရှမီးယားဒေသကိုဖြည့်ရှင်းဖို့သမရဒေါ်နယ်ထရန့်ရဲ့ကမ်းလှမ်းချက်တွေကိုမြားစွာအထင်ကြီးမိတယ်လို့ပါကစ္စတန်နိုင်ငံကပြောပါရယ်တောင်ဝါရှဒေသမှာတာရှေကန်နဲ့ငင်းချမ်းရဖို့ကဂျမ်မူးနဲ့ကက်ရှမီးယားဒေသနဲ့ပတ်သက်တဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေအကောင့်ထဲပေါ်ဆောင်တဲ့အထိခက်ခဲနေပါလိမ့်မယ်လို့ထုတ်ပြန်ချက်ကဆိုပါရယ် ပါကစ္စတန်နဲ့နယ်စပ်ငင်းပွားမှုမှာတတိယဖွဲ့စည်းရဲ့ဂျောင်းဝင်ဖျံဖြေမှုကိုလက်မခံဘူးလို့ဗိုလ်ထုံးနေကဒေါ်နယ်ထရန့်နဲ့ဖုန်းပြောဆိုမှုမှာအိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီကထက်လောင်းအတည်ပြုခဲ့ပါတယ်။